ကဘာကျော်မိုက်ခဲကြတယ်ဇိုဂိုင်းများနံပါတ်၁နေနေကတော့ယာကူဇာတွေပဲဖြစ်ပါတယ်ဂျပန်မှာဒါမျိုးရုပ်တဲ့အုပ်လိုက်ကြီးရှောက်သွားနေတာတွေ့ရင်ဝဝေးကနေတာရှောင်ကြဖို့အကြံပေးကြပါတယ်ဒါတွေကယာကူဇာတွေမှုလို့ပါဖာလူဒါမဟုတ်တဲ့ယာကူဇာတွေကတော့ဂျပန်မှာအကြောက်ရဆုံးလူမိုက်ဂိုင်းတစ်ခုဖြစ်ပါတယ်အခုချိန်ထိကိုယာကူဇာတွေရဲ့လွန်မှုမှုရှိနေသေးပြီးတော့ဂျပန်နိုင်ငံရဲ့စီးပွားရေးအများစုမှာလည်းနောက်ကွယ်ကနေချုပ်ကင်နေစေဖြစ်ပါတယ် အတကောလုံးပြည့်ထိုးထားတဲ့အယုတ်တွေကယာကူဇာတွေရဲ့အမှန်အသားဖြစ်ပြီးတော့အမျိုးသမီးတွေကအစားတက်တူးအပြည့်နဲ့ဖြစ်ပါတယ်။ဒီတက်တူးတွေကလူချင်းမင်းတို့လိုစိတ်သေးပျော်တာရှောက်ထိုးထားတာမဟုတ်ပါဘူး။သူတို့လှုပ်ခဲတဲ့ယာစွေးမှုတွေကိုအတိတ်ပဲပေါ်ကြီးပြန်ထိုးထားတာဖြစ်ပါတယ်။အဲဒါကြောင့်ဂျပန်မှာတကောလုံးတက်တူးအပြည့်နဲ့သူတွေတွေ့ရင်ကျွန်တော်တို့တော့မလှုပ်ကြဘူးအကြံပေးချက်ပါပဲ။တက်တူးနောက်တစ်ခုထပ်တိုးသွားမှာဆိုလို့။နံပါတ်နေနေကတော့ MS 13ပါ။ဒီကိန်းကတော့လက်ရှိကဘာပေါ်မှာအနေအများဆုံးခိုင်းလို့ပြောလို့ရပါတယ်။ အကြမ်းတဲ့ gangster တွေကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့သူ့အလုပ်သူဖြစ်နေကြပါပြီ။အဲဒါပေမဲ့ဒီကိန်းကတော့ကျေးစားလူမိုက်ကိန်းဖြစ်ပြီးတော့ပတ်စံရရင် အကုန်လုံးတယ်ဆိုပြီးတော့နာမည်ကြီးပါတယ်။အဖော်ရဲ့အများစုကလည်းလူမိုက် လုံးနဲ့ပဲအတန်မွေးဝမ်းကြောင်းပြုကြပြီးတော့မလုံရတာဆိုလို့ဘာမှမရှိပါဘူး။အမေရိကန်ကနေစတင်ဖွဲ့စည်းခဲ့ပြီးတော့အခုဆိုရင်တော့နိုင်ငံအနှံ့ပြားမှာ MF13 အဖွဲ့ဝင်တွေရှိနေပါဒီဂိုင်းလေးကိုဝင်ကျင်သူတို့ရဲ့စံသွမှုကိုအရင်ဆုံးကြော်ဖြတ်ပြရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဂိုင်းသားတွေဝိုင်းထိုးတာကို73စက္ကန့်တိတိခံနိုင်ရမှာပါ အဲ73စက္ကန့်ကြော်လို့မှမသေးသေးဘူးဆိုရင်တော့နောက်တစ်ဆင့်ကိုဆက်သွားမှာဖြစ်ပါတယ်။နောက်တစ်ဆင့်ကတော့ကိုမတင်တဲ့သူတယောက်ယောက်ကိုအတုပါချပြရမှာပါ။အဲဒီအဆင့်တစ်ခုစလုံးကိုကြော်ဖြတ်ပြီးသွားပြီဆိုရင်တော့သင်ခန်းမာမာတယောက်စဖြစ်ပါပြီ။ဒီခိုင်းကတော့လက်ရှိကဘာပေါ်မှာအစိုးဆုံးခိုင်းတစ်ခုဖြစ်ပြီးတော့ဆိုးလွန်းလို့အစိုးရကပါတီးတန့်ဖြိုခွင်းနေရတဲ့အထိပဲဖြစ်ပါတယ်။နံပါတ်3နေနဲ့ကတော့ခရစ်ပါ။ရပါရီရမမှာဗန်ဒနာခေါင်းစည်းတွေကိုစာဝေခဲ့ကြတယ်ဟစ်ပေါ့ဂိုင်းတစ်ခုဆိုပြီးတော့နာမည်ကြီးပါတယ် 1960လောက်မှာအန်လီမျိုးကနေစတင်ဖြစ်ပေါ်လာခဲ့ပြီးတော့လမ်းဘေးဖိုက်တာတွေစုပြီးတော့ဖွဲ့ခဲ့ကြလာပါအဲအဖွဲ့ဝင်အများစုကလူမဲရပါတွေကြီးပဲဖြစ်ပြီးတော့အန်လီမှာတော်တော်လေးတောင်းကျမ်းခဲ့တဲ့ဂိုင်းတစ်ခုဖြစ်ပါတယ်အစိုးရပြစ်ခတ်တဲ့ရန်ပွဲမျိုးတွေကိုမကြာခဏဆင်နွှဲလေးရှိပြီးတော့အဲ့ဒီခေတ်ကရပါတယောက်ယောက်တည်ရင်သူတို့လက်ချက်နဲ့မကင်းတာများပါတယ်။အဲအခုကတော့အရင်လောက်မဆိုးတော့ဘူးဆိုပေမဲ့ Chris ဖွဲ့ဝင်တွေကတော့အမေရိကန်အနှံ့ပြားမှာရှိနေသေးပါတယ်။နမဲကျော်စူတော်တွေဖြစ်ကြတဲ့ EZE တို့ Snoop Dogg တို့ကလည်း Chris ဖွဲ့နဲ့ပတ်သက်ဆက်နွယ်ကြတဲ့သူတွေဖြစ်ပါတယ်။ ခုချိန်ဒီကိုသွေးတောက်ညီကိုပေါင်း3000ကျော်ထိရှိနေသေးပြီးတော့အချင်းချင်းဟန်ဆိုင်နေသုံးပြီးတော့ဆက်သွဲကြပါတယ်။ဒါကြောင့်အမေရိကန်မှာလက်ရပြီးခန်းဆိုင်တွေတွားလုံနေရင်နည်းနည်းလေးပြဿနာရှိသွားနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့အီတလီဂိုင်းပါ။တိုင်လောကရဲ့အစမာဖီးယားကလို့တောင်ပြောလို့ရပါတယ်။မာဖီးယားတွေလူမိုက်ဂိုင်းနေဆိုတာတကယ်တော့အီတလီဘက်ကနေစတင်ခဲ့တာပါ။အရင်တော့ကလူမိုက်တွေဆိုတာမိသားစုလိုက်ကို မိုက်ကြတာဖြစ်ပါတယ်။တမိသားစုလုံးခန်းကင်ကြတာမျိုးပါ။ကောင်မပထမဆုံးဖွဲ့စည်းခဲ့တဲ့မာဖီးယားဂိုင်းကတော့ကာဆာနိုထရာဖက်မလီပဲဖြစ်ပါတယ် ီဂိုင်းကအီတလီမှာတက်တန်းအရင်ဆုံးနဲ့အာနာရှိဆုံးဂိုင်းတစ်ခုဖြစ်ပါတယ်။ဆီဆီလီယံမာဖီးယားတွေလိုလေလူသိများပါတယ်။အဲသူတို့ခေတုံးကတော့အစိုးရကတော့သူတို့နဲ့တိုင်ပင်ရတဲ့အထီကိုအာနာရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အခုချိန်ထိကိုအီတလီမှာလွှမ်းမိုးမှုရှိနေသေးပြီးတော့မကြာခဏနေနေလူပွဲတွေလည်းဖြစ်ပွားလေးရှိပါတယ်။နမကြီးစကားတွေဖြစ်တဲ့ Godfather 1နဲ့2မှာလည်းဆီဆီလီယံတို့ရဲ့အငွေသက်တွေပါဝင်နေပါတယ်။အဆုံးလေးကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။